ပွဲနဲ့ဒီဘက်ကလူမှုတိုက်ပွဲလူမှုလှုပ်ရှားမှုတွေကဟန်ချက်ညီပေါင်းစပ်နေရမှာမစိုးရမှမစိုးရနောက်ဆိုင်မဟုတ်ဘူးမစိုးရမှမစိုးရဖြစ်ကံမဟုတ်ဘူးနောက်ခုလုံးကတော့မဟာဗျူဟာကြကြပေါင်းစပ်ပြီးတော့ကျွန်တော်ကတော့ပေါ်ဆောင်ရမယ်ဒါလို့ပေါ်ဆောင်မှလည်းကျွန်တော်တို့လိုချင်တဲ့ပေါ်ဆောင်ရေးအဆုံးသတ်ပန်းနိုင်ဆိုတာအမြင်ဆုံးရောက်နေတယ်ကျွန်တော်ကအဲ့လိုခံပြေဖို့ရအောင်အဲ့လိုဒါကတော့ကျွန်တော်ကစနစ်ဆောင်နိုင်မှပေါ်ဆောင်ရေးတမန်မဟုတ်ဘူးလူမြောက်နေပြီးပေါ်ဆောင်ရေးစုမှုထိခိုက်မှနေမှပေါ်ဆောင်ရေးတမန်မဟုတ်ဘူးကျွန်တော်တို့ဘယ်မှာပဲနေနေအတိုက်ပဲမယူမှမဲ့ တမက်ကိုင်ထဲမှာဒေါ်လိုင်းတမတို့အသက်16နှစ်နဲ့အသက်40ကျော်ပဲဒေါ်လိုင်းလို့ရမှာပေါ့အဲ့ဒီနဲ့တမက်ကိုင်ကအဆင်ပြေတာလေ16နှစ်မပြည့်တဲ့ဒေါ်လိုင်းရဲ့တော့လို့မရအောင်အသက်40ကျော်ဒေါ်လိုင်းဆက်ကတည်းကမရတော့ဘူးမဟုတ်ဘူးကျွန်တော်တို့အသက်60ကျော်နဲ့လူတွေနဲ့ဒေါ်လိုင်းနဲ့တွားဖိရဒေါ်လိုင်းတမဖိရအဲ့တော့ဒါဒါပေါ့ပဲဒါကိုပြောချင်တာပြီးသူအားလုံးဒေါ်လိုင်းတမဖိဒါဒီဟို PDF ဒေါ်လိုင်းရင်းမဟုတ်ဘူးပြီးသူဒေါ်လိုင်းရင်းဖြစ်တယ်ဒီအောင်ဒေါ်လိုင်းရင်းမဟုတ်ဘူးဒုဒုဒေါ်လိုင်းရင်းအဲ့ဒုဒုဒေါ်လိုင်းရင်းဆိုတာအဲ့အတိုင်းပဲမယွေဂျာမမယွေမယာဒေတာမယွေဒုဒုဒေါ်တာမယွေပါ့ဟုတ်ပါမယ်ဒါဒါကိုအဓိကကျွန်တော်တို့ခံယူရတာဒါတခုခုနမခံပြောရဲစကားစားရဲ့ဒီနှစ်ကုန်ဒီဇင်ဘာမှာလုပ်မယ်ဆိုတော့တူရောင်ယူကောက်ပဲတိုက်ချင်ရင် အရေးအမြတ်ကြီးရတော့ကျွန်တော်တို့ကောင်းကောင်းမတုံ့ပြန်မတိုက်ခတ်နိုင်ဘူးဆိုရင်2026အခေတ်ကြီးတော်လည်းရတမျိုးတမျိုးဖြစ်သွားနိုင်တယ်အခုအလုံးတည်ပြီးသားပဲဗျာဒီစကားစာကြီးသတ်သူရှိအောင်ပံ့ပိုးခြင်းနေတဲ့နိုင်ငံတွေအများကြီးရှိတယ်ကျွန်တော်တို့ဒီနည်းနိုင်ငံတွေအပါအဝင်ကမ္ဘာအင်အားကြီးနိုင်ငံတွေတချို့ရှိနေတယ်အဲ့တော့ဒီအတူရောင်လောက်ပွဲကိုနော်သူတို့တကယ်နော်ဟိုမီတာမက်တာလောက်သွားရဆိုရင်အဲ့ဒါကိုအတိမတ်ပြုပြီးတော့လောက်သွားမယ်2026နိုင်ငံရေးခင်းခြင်းရရှိတာနေဒီတော့ဒီအတူရောင်လောက်ပွဲကိုလည်းကျွန်တော်တို့လူထုလူသားအစွာပေါင်းလုံးကဘယ်လိုနည်းနဲ့တုံ့ပြန်ရမလဲဒါအင်မတန်ရေးကြီးပါ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်ကောင်စီကကျင်းပမြေရွေးကောက်ပွဲကိုပြည့်ပြည့်တတ်တတ်ဆန့်ကျင်ဖို့ဒေါက်တာတေဇာဆန်းမှတိုက်တွန်းလိုက်တည်မှုအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာမဖြစ်မနေပါတော့သူတို့ကတော့အတူရောင်လုံပွဲဖန်ပြဒါတော့သူတို့လုပ်မှာဒါအဓိကဒါရှန်သူကဒါနိုင်ငံရေးရာသူပြင်ဆင်လာတာပေါ့နော်ပြင်ဆင်လာတယ်ရှန်သူရဲ့နိုင်ငံရေးပြင်ဆင်မှုမှာပဲအဲတချို့လိုက်ပါတဲ့နိုင်ငံရေးပါတယ်နော်သူတို့ရဲ့လက်ဝေကနိုင်ငံရေးပါတယ်လေဒါရှိနေရအဲ့ဒါကြောင့်နိုင်ငံရေးကဒါရှန်သူကပြင်နေတဲ့အချိန်မှာကျွန်တော်တို့ဒီတော်လန်ရေး က်ကရောဘာတွေပြင်ဖို့လိုမလဲပေါ့ခုနပြောသွားလို့ပဲဆရာပြောကျွန်တော်တို့ကဒီစစ်နိုင်တိုင်ကြီးကလည်းအရေးကြီးလို့ပဲတစ်ဖက်မှာကျတော့နိုင်ငံရေးဥဆောင်တယ်အဲဒီကနိုင်ငံရေးရအခန့်ဥဆောင်တဲ့အခန့်ကတော့ကျွန်တော်ယူထားတယ်ယူထားတဲ့အခွဲတွေကတော့ကျွန်တော်ဒီအချိန်မှာအရင်20ရာစုဖွဲ့ခဲ့တဲ့ပုံပဲဥပမာကျွန်တော်တို့က NGO ကိုပြောလို့ပဲ NUCC ဆိုရင်လေကျွန်တော်တို့ကိုယ်တိုင်လည်းပါဝင်ခဲ့ရတယ်ကျွန်တော်ကလည်းလည်းခံထားခဲ့လို့ရပါတယ်ကျွန်တော်တို့ကလည်းတောင်းပြီးသွားရှိတယ်ဟုတ်ကဲ့ကျွန်တော်တို့မိခင်အဖွဲ့သေးရတယ်အခုဒီပါနေတော့မယ်ပေါ့နော် ဲ့ဒါဆိုတော့ကျွန်တော်တို့ကဒါအဲ့တော့27ကျင်းတုန်းကကျွန်တော်စဉ်းစားခဲ့တဲ့ဟာရဲ့ကျွန်တော်အဲ့တော့ကလည်းအကောင်းဆုံးလုပ်နိုင်ခဲ့တဲ့ဟာဒီ Federal Democracy Charter လို့ပါလို့ကျွန်တော်ပေါ်ခဲ့တယ်ဟုတ်တယ်အဲ့အခုကာလကျတော့ကျွန်တော်ကမြေတွေလည်းပိုင်လာတဲ့အချိန်ဒီကတခြားကျွန်တော်တို့ဒီညောင်သုံးပေါ်လို့ပါလို့အိရအောင်လို့ကျွန်တော်တို့ဒါတိတိချာချာကျွန်တော်စစ်အနိုင်တိုက်လာတယ်ခင်ဗျုံနေမြေအများကြီးရလာတယ်မြို့တွေအများကြီးရလာတယ်ဒီဟာဆိုကျွန်တော်တို့ရဲ့နိုင်ငံရေးသဘောတူညီချက်တွေကျွန်တော်ပို့ပြီးတော့တစင်း ညစ်တက်လာအောင်ကျွန်တော်ဘာတွေလုပ်လို့လုပ်မလဲဥပမာ MUCC တချို့အလုံးမဖြစ်တော့ဘူးဆိုရင်လည်းကျွန်တော်ဘလို့ပုံစံနဲ့သူလည်းပြုပြင်ပြောင်းလဲဘလို့လုပ်မလဲပေါ့နော်အဲဒါတော့ကျွန်တော်တို့ဘက်ကလည်းနိုင်ငံရေးကစုဖွဲ့ပြင်ဆင်ပြီးတော့ပြန်ပြီးတော့ရင်ဆိုင်ဖို့လိုတယ်ဥပမာခုနပြောသွားလို့ပဲမာရေးပြောရအောင်ကျွန်တော်ကိုကန်းပေါ့နော်ဒီလာရှိုးကိစ္စဆိုကျွန်တော်တို့ကဒါတလူတစ်ဖွဲ့တည်းနဲ့ဆိုရင်ကျွန်တော်တို့အိနီနာချင်းအင်အားကြီးနိုင်ငံရဲ့ပြည်အောင်မခံနိုင်ဘူးဒါကျွန်တော်တို့ဒါလက်တွေ့ပြည်ချင်းနေတာအဲ့ပေါ်မှာကျွန်တော်တို့ကမဝေဖန်ဘူးဒါနားလည်ပြီးတယ်ဒါပေမဲ့ကျွန်တော်အဲ့ရောက်တလူတစ်ဖွဲ့တည်းနဲ့နိုင်ငံရေးပြည်အောင်ခုခံမယ်အစား အားလုံးပေါင်းပြီးတော့ NUG တို့ပါဝင်ပါတော့တခြားဟာတွေပေါင်းပြီးတော့မြန်အဲဒီနိုင်ငံရေးပြည်အောင်တုံ့ပြန်နိုင်ခဲ့မယ်ဆိုရင်အဲကျွန်တော်တို့ဒီဘက်အညာဘက်ကတည်ရင်နေလေတော့ပြီးတိုက်တဲ့ဟာအောင်ဆိုတော့ဒါဆိုရင်တော့ကျွန်တော်တို့အဲ့လိုမျိုးတော့အဲ စိတ်ခံစားချက်ပေါ့နော်တကယ်လည်းဖြစ်တဲ့အရာလို့လည်းယုံကြည်ရပါတော့အဲ့ဒါမျိုးလည်းကျွန်တော်နောက်ကိစ္စတွေမှာဖြစ်အောင်ဆိုရင်ဒီဘက်ကကျွန်တော် NUG ရောတခြား NUCC ရောဒီအရာကိုကောင်းဆောင်နေရောကျွန်တော်နိုင်ငံရေးအရာဘလို့သဘောတူညီချက်ပေါ်မှာအခြေခံပြီးတော့ပြန်ပြီးစုဖွဲ့ပြင်ဆင်ပြီးတော့တစ်ဖက်ကကျန်သူလုံးမဲ့ယူကောက်ပွဲအတူရောက်ယူကောက်ပွဲပေါ့ကျန်တဲ့ကိစ္စတွေကိုကျွန်တော်တုံ့ပြန်မလဲကိုကနိုင်ငံရေးလက်ဦးဘလို့ပုံစံနဲ့ယူမလဲနိုင်ပြည်သူလူထုပေါ်မှာနိုင်ငံရေးဥပဆောင်မှုကိုဘလို့ခိုင်ခိုင်မာမာပြေးမလဲဆိုတော့ကျွန်တော်စဉ်းစားမယ်ပေါ့နော်ဒါကကျွန်တော်တပိုင်းပဲအဲ့ဒီလိုပဲ ကျွန်တော်တို့အခုဒီဘက်ဒီ၄ရောက်ပေါ့နော်ကျွန်တော်တောင်းဝင်ရှိတဲ့တောင်းဝင်ယူထားတဲ့ဒီလူလူလှုပ်ရှားမှုအံကန်တာပေါ့နော်ပြည်သူလူလူနဲ့အတူကျွန်တော်တို့ဘလို့ပြည်သူလူလူကိုကျွန်တော်တို့ဒုဖြစ်အောင်တိဆောက်ပြီးတော့ဒီစစ်ကောင်စီလုံးမဲ့အတူရောင်ကြီးကောက်ပွဲကိုကျွန်တော်ဘလို့ပုံစံနဲ့တုံ့ပြန်မယ်ပေါ့နော်ဒါနဲ့ကျွန်တော်တို့ကအလုံးနဲ့တပ်ပြင်ပြလို့လေကျွန်တော်ပြည်သူလူလူကိုသတင်းစကားရှင်းရှင်းလင်းလင်းကျွန်တော်တို့ပေးဖို့လို့ပေးဖို့လို့တင်ပြဖို့လို့ဒီပေါ်မှာမူတည်ပြီးတော့အားလုံးကျွန်တော်တို့ပြည်သူလူလူရောလိုက်ပါနိုင်တဲ့ အစီအမံမျိုးလုပ်ငန်းစဉ်မျိုးကျွန်တော်ချမှတ်ဖို့လိုတယ်ပေါ့နော်အဲ့ဒါချမှတ်ပြီးရင်လည်းကျွန်တော်ပြည်သူလူထုကဒါကျွန်တော်တို့ ਨੇ ဒီ online အင်အားစုတွေနဲ့တကွာ online အင်အားစုတွေနဲ့ယုံယုံကြည်ကြည်အပြန်လဲလက်တွဲပြီးတော့ဒီစစ်ကောင်စီရဲ့ဒီနိုင်ငံရေးထွက်ပေါက်ကိုကျွန်တော်ဘယ်လိုပုံစံနဲ့ပိတ်မလဲဒီစစ်ကောင်စီ ပြုတ်ကြပြီးတော့စစ်အာဏာရှင်စနစ်ချုပ်ငြိအောင်ကျွန်တော်ဘယ်လိုပုံစံလက်တွဲလုပ်ရမလဲဆိုတဲ့လုပ်ငန်းစဉ်အနေနဲ့ဒီ2020ခါနဲ့မှာကျွန်တော်လူလူနဲ့အတူတူလုပ်ဖို့လိုတယ်လို့တော့ကျွန်တော်တို့ကတော့မြင်နေပေါ့နော်အဲ့အဲ့အတွက်ကျွန်တော်တို့ကတော့ဒီအာဏာနာနယ်ပဲကျွန်တော်တို့ကကြောက်တုံးတစ်ခုကျွန်တော်တွန်းတော့တွန်းနေတယ်ဒါကြီးကမရွေးဘူးဆိုရင်ကျွန်တော်အလုတ်ကပြီးရဲ့လို့တော့ကျွန်တော်မဖြစ်ဘူးပေါ့နော်အဲ့အတွက်ကြောင့်မို့ဒီစစ်အာဏာရှင်စနစ်ကအခုချိန်မှာရှိနေတော့မယ်တို့အာဏာဘူချက်မှတွေစစ်ကောင်စီကကင်ထားလုံးမယ်အဲ့တော့ကျွန်တော်တို့ကဒါကျွန်တော်တို့ရဲ့အလုပ်တွေကအပူစီပူစီကျွန်တော်ရဲ့ဖွဲ့စည်းတွေရောပြည်သူလူထုအနေနဲ့ရောဆိုမပြီးသေးဘူးလို့ကျွန်တော်မြင်နေတယ်။အဲ့တော့ကျွန်တော်တို့တောင်းဝင်ကြေဖို့ လဲထက်ပြီးတော့လိုပါသေးရဲ့ပေါ့နော်အဲ့ဒါကြောင့်ပြန်ပြီးချုပ်ရမယ်ဆိုရင်တော့အဲနိုင်ငံရေးဦးဆောင်မှုအခွင့်အရေးတော်ကိုပေးမဲ့အဖွဲ့အစည်းတွေကလည်းတိတိကျကျကျွန်တော်တို့ပေးဖို့ဒီချိန်ကလိုနေပြီအဲ့လိုပေးနိုင်မှုလည်းကျွန်တော်တို့နိုင်ငံရေးကပြင်ဆင်စုဖွဲ့တာတွေနိုင်ငံရေးသဘောတူညီချက်ယူတာတွေအကျွန်တော်တို့လုပ်ဖို့လိုရဲ FDC နဲ့အဆင်မပြေဘူးမလုံလောက်ဘူးဆိုရင်ကျွန်တော်တခြားနည်းလဲကျွန်တော်တို့စဉ်းစားဖို့လိုတယ်အဲ့ဒီတော့ကျွန်တော် NUCC ပြုရင်ပြောင်းလဲမှုလိုရင်လိုမယ်ဒါကြလို့ NUCC သာတခြားတကယ်ဆုံးဖြတ်ချက်ချနိုင်တဲ့နိုင်ငံရေးပလက်ဖောင်းလိုမယ်ဆိုရင်လည်းကျွန်တော်တို့ကဒီချိန်က လောက်ရမယ့်အချိန်လိုပဲကျွန်တော်ကမြင်တယ်ဗောနော်အဲ့ဒီနိုင်ငံရေးဥဆောင်မှုအခိုင်အကဏ္ဍအောက်မှာကျွန်တော်တို့ကဒီလူမှုလုပ်ဆောင်မှုတိုက်ခွင့်အေးကိုထူဆောင်မဲ့သူတွေရဲ့ပြည်သူလူတွေရဲ့အတူတကွနဲ့တွဲပြီးတော့စစ်ကောင်စီရဲ့အဲဒီသူတို့ဗောနော်ဒီစစ်ကြောတုတ်မွေးမဲ့တကယ်အစီအမံဒီထောက်ချောက်ကိုကျွန်တော်တို့ကြော်ဖြတ်ဖို့ဗောနော်အဲဒါလူမဲ့အချိန်လိုပဲကျွန်တော်ကတော့မြင်ပါတယ်ကောင်းတယ်ပြောသွားနဲ့ဆက်ဆက်လို့ပြောပါဟောကျွန်တော်ကျွန်တော်ဆိုရင်လည်းဒါဒီလူဒေါ်လာကြီးမှာကျွန်တော်လူလူလှုပ်ရှားမှုလူလူတိုက်ပွဲကဏ္ဍကိုတောက်လျှောက်ပြောတယ်အဲ့တော့တော်တော်များများဒီချိန်မှာကျွန်တော်ထမရဟို 最近下来多么好，我比一年起，以前嘛的，前面拍露露露沙漠，露露在过里啊，露啊几露啦，啊几露啦，几条几露啦，是不是？你讲过，前面种个面啊，种个西瓜西瓜的，到底到底啊，好多，你看那些地干，那边一路带过的都是沙漠的沙地，新疆的沙漠的地，一路带过的都是地势的，喏，阿拉皮山县的沙漠的地，沙地，都都差不多，没得啥子，这边这边这边，啥么带过的，喏，哪个来？妈妈，有种带过的，一路到沙漠，前面看到沙漠是吧？蛮多咯，哎，你们搬咯是吧？那个桥天钢，嗯。 ်ကြပါလိမ့်ဒါနဲ့ပတ်သက်ပြီးပုတ်သက်ပြီးစကားဝိုင်းနေတယ်ကျွန်တော်ရဲ့အမိကိုလည်းဒါဆက်ပြောင်းဝင်ကျွန်တော်တို့ကတော်တော်ရေးတဲ့ကိုစင်လို့လေဆိုတာလူအင်အားများလေဒုပါလေကောင်းနေတယ်။ဟိုကျွန်တော်တို့ကဟုတ်တယ်လက်နက်ကင်တိုက်ပွဲရတယ်လိုတယ်ကြီးကြီး။ဆိုတော့တကယ်လက်တွေကာရခံပြောက်လက်နက်ကင်တိုက်ပွဲလုပ်နိုင်တဲ့လူကဘယ်လောက်ရှိလို့လို့ကျွန်တော်ဒီမြန်မာနိုင်ငံတကယ်လို့ပေါ့ဆိုချက်တင်းကနေပေါ့လေ PDF ပေရောရောရောကောင်းပါ။အဲ့လိုလက်နက်ကင်နိုင်မှတော်တော်ရေးတမလက်နက်ကင်တိုက်ပွဲဒီကတစ်ခုလေးတော့လိုရချက်ဆိုကျန်တဲ့လူတွေကအရင်နေဝင်းရံသူတွေတက်ဖြစ်သွားတော့ သူတော်တော်လိုင်းသမားဟိုပေါ့နော်ဟိုပထမတန်းတော်လိုင်းသမားမဟုတ်တော့ဘူးသူဒုတိယတန်းစားလာဝိညာဉ်သူလားပေါ့နော်ပေးတယ်လားဆိုတော့ဖြစ်သွားမှာကျွန်တော်တို့အဲ့လိုမဟုတ်တော်လိုင်းရေးဆိုတာကလူတို့လူတန်းစားအသာပေါင်းကိုတော်တန်းနေပို့ပြီးတော့တရားဝင်တယ်ဖြစ်တယ်နောက်တစ်ခုကျွန်တော်ပြောနေတော့ဒီစစ်ကောင်စီကိုစေအေးမိနာတစ်ခုတည်းနဲ့ကျွန်တော်တို့ဖြစ်ချင်တဲ့အမြင်ဆုံးနိုင်ဖို့ဆိုရတယ်ကျွန်တော်တို့တော်တော်ခက်ခဲတယ်စည်ရင်းနဲ့တကူလေးတက်တက်နေတယ်ပေါ့နော်အဲ့ဒါလိုအားလုံးတည်ပြီးသားပါနေပြီးတော့ကျွန်တော်စည်ရင်းနဲ့တိုက်ဖို့ ဘယ်လောက်ကြီးကျွန်တော်ခက်ခဲနိုင်လို့ရန်ကုန်မြို့ကိုကျွန်တော်စည်ရင်းနဲ့ဘယ်လိုတည်ရင်းတစ်ခုလေးတက်တက်နေပေါ့ဗျကျွန်တော်ပြောချင်တာမဖြစ်နိုင်လို့တော့မဟုတ်တော့ခက်ခဲမယ်အချိန်အများကြီးကြည့်ရနိုင်တယ်။ကျွန်တော်တို့အားလုံးဒီစီးရေးပတ်မှာကျွန်တော်တို့ဒေါ်လာရေးဘက်ကအင်မတန်လိုအပ်ချက်တွေရှိတယ်။ကျွန်တော်ကယူကရိန်းကိုလည်းမဟုတ်ဘူး။ဘယ်နိုင်ငံမှာကျွန်တော်တို့လာကူတာမဟုတ်ဘူး။ကိုယ့်အကူဒီကနော်ဒါကပြဿနာဆိုတော့ဒီလိုနေမှာဖြစ်ခဲ့တယ်ပေါ့နော်။အဲ့တော့အဲ့စီးရေးနည်းတစ်ခုတည်းနဲ့ပဲလီဘီရိုကြီးကိုတင်းဖို့ရန်ကုန်မြို့ကြီးကိုတင်းဖို့ဆိုတာလေမဖြစ်နိုင်ဘူးလို့ပြောတာမဟုတ်ဘူး။အင်မတန်ခက်ခဲတယ်။ဆိုတဲ့အချိန်ဒီမှာကျွန်တော်ခံယူတဲ့ဒီဒေါ်လာရေးအများဆုံးပြီးမြောက်ဖို့မဟာဗျူဟာကတော့ စည်ရင်တိုက်ပွဲနဲ့ဒီဘက်ကလူလူတိုက်ပွဲကိုဟန်ချက်ညီညီဘီဟွာမြောက်ပေါင်းဆက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒါပဲအဲ့တော့စည်ရင်တိုက်ပွဲလည်းအရေးကြီးတယ်လို့ပြောတယ်ဒီဘက်ကလူထုတိုက်ပွဲကလည်းကျွန်တော်ဘဲလက်သီးနဲ့ညာလက်သီးပေါ့ဗျာအဲ့လူထုတိုက်ပွဲဆိုတော့ကံနာကြတော့အင်မတန်ကျေပြန့်တယ်လူလူလူသားသားအဝါပေါင်းလို့ပါဝင်တယ်။သူကဗျာကျွန်တော်တို့ကဟလာအခုတော်လိုင်းနေနေမှာနေတဲ့လူမှတော်လိုင်းရေးသမားတွေရန်ကုန်မင်းလေးမှာနေတဲ့လူတော်လိုင်းရေးသမားမဟုတ်တော့ဖြစ်တော့။ပို့ဖို့ရန်ကုန်မင်းလေးမှာနေပြီးတော့တော်လိုင်းရေးမှာပါရမပါလို့မရဘူး။ဟုတ်ပြီပြည်ရင်းမှာနေမှာတော်လိုင်းရေးသမားမဟုတ်ဘူးနိုင်ငံတကာမှာနေပြီးတော့လည်းပါလို့ရပါလို့ရတဲ့နီးနာတွေ အဲ့ဒါတွေကလူလူလှုပ်ရှားမှုကဏ္ဍကအဲ့ဒါတွေအတွက်အမြဲတမ်းအသိရှိနေတယ်လူတိုက်ပွဲကဏ္ဍလူတိုက်ပွဲဆိုတာ imminent ကျင်းပြတယ်ကျွန်တော်ပြောရဲနော်အစီရီယံလှုပ်ရှားမှုတွေရှိတယ်အထွေထွေတပိတ်တွေရှိတယ်နော်ဗန္ဒာယီစစ်မျက်နှာလှုပ်ရှားမှုတွေရှိမယ်အဲ့ဒါ passive win win ကိုဖျက်တော့ဖို့ပြည်သူဗန္ဒာဒီဖောက်ဖို့တွေရှိမယ်နောက်ကျွန်တော်တို့ serious စီရွာရပြင်းကြီးမျက်နှာတားရရှိမယ်နောက်ဆုံးအခုစစ်ကောင်စီကတရားဝင်မှုကျွန်တော်တို့ NUG အစိုးရဟာလား NUG ဒါတွေကပဲတရားဝင်နေဆိုတဲ့ဒီနိုင်ငံတကာဒီမျက်နှာသားမှာတရားဝင်မှုဆိုင်ရာတိုက်ပွဲတွေရှိတယ်ပြောချင်တာကစည်ရေးတိုက်ပွဲနဲ့ဒီဘက်ကလူထုတိုက်ပွဲလူထုလှုပ်ရှားမှုတွေဟာဟန်ချက်ကြီးပေါက်ဆက်နေရမှာမစိုးရမှမစိုးရနောက်လိုက်မဟုတ်ဘူးမစိုးရမှမစိုးရအဖြစ်ကံမဟုတ်ဘူး နှစ်ခုလုံးကသူကမဟာဗျူဟာကြကြပေါင်းဆက်ပြီးတော့ကျွန်တော်ကတော့ပေါ်ဆောင်ရမယ်ဒီလိုပေါ်ဆောင်မှပဲကျွန်တော်တို့လိုချင်တဲ့တော်တန်ကြီးအဆုံးတက်ပန်းနိုင်ဆိုတာအမြန်ဆုံးရောက်မယ်လို့ကျွန်တော်ကဒီလိုခံယူရဲပေါ့ဗျာအဲ့တော့ဒါကတကူပြောချင်တာကတနက်ကင်နိုင်မှတော်တန်ကြီးတမမဟုတ်ဘူးလွမြောက်နေမြေတော်တန်ကြီးစုံမိုးထိန်းချွေပြီးမှနေမှတော်တန်ကြီးတမမဟုတ်ဘူးကျွန်တော်တို့ဘဲမှာပဲနေနေအတိုက်ပဲမယူမှမဲတနက်ကင်နေမှတော်တန်ကြီးတမဆိုအသက်၈နှစ်နဲ့အသက်၄၀ကျော်တော်တန်ကြီးလို့ရမှာပေါ့အဲ့ဒီနဲ့တနက်ကင်ကိုဆင်ပြတာလေတစ်ချက်နဲ့မပြေးနဲ့တော်တန်ကြီးရဲ့လို့လို့မရအောင်အသက်၄၀ကျော်တော်တန်ကြီးတက်ကြတဲ့ကိုမရတော့ဟုတ်ကျွန်တော်တို့အသက်၆၀ခုနဲ့တဲ့လူတွေနဲ့တော်တန်ကြီးတမဖြစ်ရတော်တန်ကြီးတမဖြစ်ရ အဲ့တော့တရားပေါ့လေဒါကိုပြောကြည့်ပါဦးပြည်သူအားလုံးဒေါ်လာရင်းတမပြည်သူလည်းဒါဒီဟို PDF ဒေါ်လာရင်းမဟုတ်ဟိုပြည်သူဒေါ်လာရင်းဖြစ်တယ်။အီယာဒေါ်လာရင်းမဟုတ်လူလူဒေါ်လာရင်းအဲ့တော့လူလူဒေါ်လာရင်းဆိုတာအတိုက်ပဲမယွေးဂျာမမယွေးနေရာဒေတာမယွေးလူလူဒေါ်လာမယွေးပါဟုပါမယ်။ဒါကဟိုအဓိကကျွန်တော်တို့ခံယူရတဲ့ဟာဒါအဲ့တော့ခုနကမခံပဲလေစကားစားရဲ့ဒီနှစ်ကုန်ဒီဇင်ဘာမှာလုပ်မယ်ဆိုတော့တူရောင်ရွေးကောက်ပဲတိုက်ဖြတ်ရေးအရေးအင်တာကြီးရတော့ကျွန်တော်တို့ကောင်းကောင်းမတုံ့ပြန်မတိုက်ဖြတ်နိုင်ဘူးဆိုရင်2026အခေချင်းတော်လိုင်းရဲ့တမျိုးတမီဖြစ်သွားနိုင်တယ် အခုအလုံးတည်ပြီးသားပဲဗျာဒီစကားစာကြီးသတ်သူရှိအောင်ပံ့ပိုးခြင်းနေတဲ့နိုင်ငံတွေအများကြီးရှိတယ်ကျွန်တော်တို့ဒီနည်းကြီးနိုင်ငံတွေအပါအဝင်နော်ကမ္ဘာအင်အားကြီးနိုင်ငံတွေတချို့ရှိနေတယ်အဲ့ဒီအတူရောင်လုပ်ပွဲကိုနော်တို့တကယ်နော်ဟိုမီကာမတ်တာလုပ်သွားရဆိုရင်ကိုအဲ့ဒါကိုအတိမတ်ပြုပြီးတော့လုပ်သွားမယ်2026နိုင်ငံရေးခင်းကြီးကရှိလာမယ်ပြီးတော့ဒီအတူရောင်လုပ်ပွဲကိုလည်းကျွန်တော်တို့လူထုလူထံသာအလွာပေါင်းစုံကဘယ်လိုနည်းနဲ့တုံ့ပြန်ကြမလဲဒါအင်မတန်ရေးကြီးပါအဲ့တော့ကျွန်တော်တို့ဒါကိုကျွန်တော်လူထုနည်းနဲ့နော်ကျွန်တော်တို့ဒါတုံ့ပြန်ကြဖို့ဒါအင်မတန်ရေးကြီးတယ်အဲ့တော့အထက်ကတော့ဗျာပြောချင်တာက 这条路啊，咱们的人都不都过不了。再新撇新的路在门口铺，哎，前前的地段上也有比进来呗。哦，鱼缸别墅吧，有叫三金的在门口，买房的有几米几的在门口。买户这条路有几米几的，三杠三楼买住了，地都用鱼缸别墅，有几米几的。我说地鱼缸别墅啊，一下边对家的这条路，再新撇的别在那里啊？是？路没撇那也搞不清。哎，鱼缸位楼高一百米以内嘛，没得铺装通道在那。比如鱼缸的对家的，鱼缸位的物业共应该一米七的，路来前头下面多少钱？要建筑地面七十万平方，对家的啥杠啥，那都么弄？ လုတ်တင်တဲ့ဝင်နေပဲဒါလုတ်သွားမှာအဲ့တော့အကြီးအသွေးအရာလည်းဘယ်လိုမှလက္ခဏာတရားမရှိသလိုเนาะကျွန်တော်တို့လူတူဒီမြန်မာနိုင်ငံရေးပြဿနာကြီးအဖြေလည်းမဖြစ်နိုင်တဲ့ဒီအတုရောက်လုတ်ပွဲခံပြဒီလုတ်ပေါက်ပွဲကိုလည်းကျွန်တော်တို့အနေနဲ့ဘယ်လိုမှလက်ခံလို့လည်းမရဘူးဒါတော့ကျွန်တော်လူတူလူတန်းကအားလုံးကနားလည်သဘောပေါက်ပြီးတော့မိမိတို့နော်လူတူနီးနဲ့ကျွန်တော်တို့စတင်ကြဖို့ဒါဒါကျွန်တော်အင်မတန်အရေးကြီးတယ်အဆက်ကဆက်ပြီးအဲ့ဒီလုတ်ပွဲရနေမှာသူ့နိုင်ငံရေးထွက်ပေါက်တဲ့ပွဲ2026မှာအာနာသိစိတ်ကောင်းစီမှဒီရေကောက်ခံအစိုးရကတော့ဖြစ်အောင်သွားနေတာရှင်းရှင်းလေးပဲ သူသိတယ်သူစည်ရင်းကြီးတခုတည်းနဲ့အခုလိုရေရှည်သူတောက်မခနဲ့တဲ့ခါမှာနိုင်ငံရေးနီးလမ်းသုံးပြီးတော့အခုလိုလုပ်ပွဲလုပ်ပြီးသူကခပောက်ရှာဖို့ကြိုးစားနေတာဟုတ်တော့ကျွန်တော်လူလူကလက်ရှိမပြတ်သိဖို့လိုလေလို့ဒါကိုကျွန်တော်ရရနီးနဲ့ဒါစန့်ကျင်တုံ့ပြန်ကြဖို့လိုအင်မတန်အရေးကြီးတယ်ဆိုတာကိုလည်းပြောချင်ပါတယ်ဟုတ်တယ်အဲ့ဒါလေဘာဖြစ်သဘောလို့လူတော်ပဲထောက်ပေါက်ဖို့တကယ်တမ်းဆန္ဒကိုခန့်လို့တော့ပဲထောင်ချောင်းကြီးဖြစ်ဆက်တယ်နော်ထောင်ချောင်းကြီးဖြစ်နေတဲ့အချိန်မှာကျွန်တော်ကစည်ရင်းနေတယ်ဒီဘက်ကကျွန်တော်နိုင်ငံရေးနေနဲ့ လူမှုနဲ့အတူပဲပြီးစုပြောင်းနိုင်မှရမယ်ဆိုတဲ့အချက်ကတော့တော်တော်လေးထင်ရှားတယ်။ဒီအတွက်ကျွန်တော်တကယ်လည်းလုပ်ဖို့လိုတယ်။ကိုကျွန်တော်တို့ကထောင်ချောက်လို့ပြောရတဲ့အချက်ကလည်း intention ပါတယ်။သူ့မှာစကားစမှာလိုတာတရားဝင်လို့တရားဝင်မှုရလေသူ့ဘက်ကပို့ပြီးတော့မှလူလူကိုပြေဝင်ပြေးနေနိုင်ပြီ။အခုကကျတော့ဒါစစ်အာဏာအာဏာမတရားသိမ်းပြီးတော့ဖြစ်နေတယ်။ကိုကျွန်တော်ကရွေးကောက်ပွဲလာပြီးဖြစ်နေတာဆိုတော့အချင်းချင်းတစ်ခုကိုပဲတော့ကစားမှာ။တကယ်တိုင်းပြည်နဲ့လူလူအတွက်ဟာတကယ်ကုနာဟိုသူ့ပြောင်းလဲမှုတွေလုပ်မယ်လို့ဘာလို့ဆိုတဲ့အချင်းကြီးတကယ်ဖြစ်လာမှာပေါ့။သူတို့လိုလည်းမရဘူး။မင်းအွန်လိုင်းကိုယ်တိုင်ကဒီအာဏာကိုသူကစွန့်လို့မရဘူး။ ဒီအာနာကိုဆွလိုက်တယ်နဲ့သူ့တို့ကအကာအကွယ်မဲ့သွားမယ်ဆိုတဲ့အယူဆရှိအဲ့တော့အခုသူလုံနေတဲ့ကိစ္စကြီးအလုံးမလေးအာနာဒီငယ်ကြီးပဲရွက်ကဝဲအလုံးမှာဖြစ်လာမယ့်ကိစ္စကြီးလည်းအာနာဒီငယ်ကြီးပဲအဲ့အာနာဒီငယ်ကြီးကိုထိပါလာမယ့်ကိစ္စမှန်လားညာချိန်မုန်းခံမှာသူ့ရဲ့ရန်သူရဲ့အမေကဒီအတိုင်းနဲ့ပဲသွားနေတာဖြစ်တယ်အဲ့ပေါ်မှာလိုက်ပါတဲ့ခုနအုပ်စုတွေယုံကြည်တဲ့အုပ်စုတွေလည်းဒါတပိုင်းပေါ့ဗျာဒါလည်းတမိုင်းကစကားပြောမှာပေါ့လူလူကစကားပြောမှာပေါ့ကျွန်တော်တို့ယုံကြည်တာကတော့စစ်တပ်ကနိုင်ငံရေးရထွက်ကြမယ် တကယ်ဥမာဒီကာလရဲ့ဒီကျွန်တော်တို့ပြည်သူပြည်သူကြုံခံစားခဲ့ရတဲ့အဲပြိဆက်ခဲ့ရတဲ့အရင်းအမြစ်နဲ့ထိုက်တန်တဲ့ကာလတခုကိုကျွန်တော်တို့ကြောက်အောင်ကြုံနိုင်ရမယ်။တကယ်တရားမျှတမှုပေါ့ပေါ့။ဒီခီးချင်းတွေကိုဒီရွေးကောက်ပွဲကလုံးဝဖန်ပြီးပြနိုင်တယ်။အလားလာလည်းမရှိဘူး၊ပုံစံလည်းမရှိဘူး၊အခြေတွေ့လည်းမရှိဘူး။ဒါကျွန်တော်တို့ကတော့ရွေးကောက်ပွဲကိုစဉ်းစားတော့နိုင်ငံရေးနည်းလည်းကျွန်တော်တို့တိုက်လာရမယ်။စီးရင်းမီရတော့ခုနကစက်ကစားရေးပြီးတော့နိုင်ပြီလို့ကျွန်တော်ပြောပြီးတော့ဟုတ်တိုက်ခိုင်းရမယ်ဆိုတော့ဒါမှရွေးကောက်ပွဲနည်းရတော့ကျွန်တော်တို့ကဒီဘက်ကလူလူနည်းနဲ့နိုင်ငံရေးနည်းနဲ့စက်ကစားတုတ်ပြန်တယ် စစ်ကောင်စီကကျင်းပမည့်ဟန်ပြတူအယောင်ရွေးကောက်ပွဲကိုနိုင်ငံတကာကရှုတ်ချဆန့်ကျင်ရန်ကုလသမဂ္ဂလူ့ခွင့်ရေးစုံစမ်းရေးကိုယ်စားလှယ်တိုက်တွန်း အကြမ်းဖက်စစ်ကောင်စီကကျင်းပရန်စီစဉ်နေသည့်ဟန်ပြအတုအယောင်ရွေးကောက်ပွဲကိုနိုင်ငံတကာအတိုင်းအတူများအိုင်းကရှုတ်ချဆန့်ကျင်ကြရန်ကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးစုံစမ်းသူဒါမန်ဒူးစ်ကတောင်းဆိုလိုက်ပြီးမြန်မာနိုင်ငံတွင်စစ်ကောင်စီကကျင်းပရန်စီစဉ်နေသည့်ရွေးကောက်ပွဲသည်အလိမ်ညာဟန်ပြလှုပ်ဆက်တာဖြစ်ပြီးစစ်ကောင်စီကအာဏာကိုတရားဝင်မှုရရှိစေရန်အတုအယောင်ဖန်တီးနေခြင်းဖြစ်ကြောင်း နိုင်ငံရေးအတိုက်ခံများကိုထောင်ချခြင်းညှဉ်းပန်းနှိပ်စက်ကိုမြက်ပြီးကျင်းပမည့်ရွေးကောက်ပွဲကိုနိုင်ငံတကာအတိုင်းအတူများအရှုတ်ချဆန့်ကျင်ရန်စစ်ကောင်စီ၏အတူအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်မြန်မာပြည်သူများနှင့်အတူနိုင်ငံတကာယက်တီနေကြောင်းပြသကြရန် ရင်ကတိုက်တွန်းတောင်းဆိုသည့်မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးနောက်စစ်တပ်၏တပ်ဖြတ်မှုကြောင့်လူပေါင်း6800ရာကျော်တေဆုံးခဲ့ကြောင်းစစ်ပေးရှောင်ပြည်သူများခိုးလုံနေသောဖုန်ကြီးကျောင်းများစာတင်ကျောင်းများနှင့်စစ်ပေးရှောင်စခန်းများကိုစစ်တပ်ကတိုက်ခိုက်မှုများတိုးမြင့်လာသဖြင့်အကြမ်းဖက်မှုများပြင်းထန်လာနေကြောင်းရင်ကထောက်ပြထားသည်စစ်ကောင်စီကရင်ဤစိုးမိုးနယ်မြေများကိုလက်လွတ်ရပြီးနောက်အရက်သားပြည်သူများအပေါ်လေကြောင်းတိုက်ခိုက်မှုအရှိန်မြင့်လာကြောင်း အရက်ဖက်စစ်ပတ်ခွဲခြားခြင်းမရှိသောလေကြောင်းတိုက်ခိုက်မှုများကြောင့်စာတင်ကြောင်းများနှင့်ဖုံးတော်ကြီးကြောင်းများကိုထိမှန်ခဲ့ပြီးအရက်သားပြည်သူများတေဆုံးခဲ့ကြောင်းအတင်းကျပ်စစ်မှုထမ်းစီခြင်းနှင့်လူအခွင့်အရေးချိုးဖောက်မှုများနှင့်ရင်ဆိုင်နေရသောမြန်မာပြည်သူများကမြန်မာစစ်ဗိုလ်ချုပ်များကိုရွံရှာဆက်ဆုပ်နေကြကြောင်းသူကဆက်ပြောသည်ဘောရှိနေကြတော့လေအဲ့ဘက်ကျွန်တော်တကယ်လို့ကြားရမယ်ဆိုတော့ဒီနေ့တော့ရောက်ပြီးဒီကလေးရပြည်ပြီးကြိုးစားမှာဖြစ်တော့အဲ့တော့အဲဆော့ဆော့တော့ရုပ်ောက်ပဲကိစ္စလေးပြောကြရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က လက်တွေ့ကြကြစဉ်းစားကြည့်ရင်ရွေးကောက်ပွဲတည်စကောက်စီကလုပ်တာဟုတ်စကောက်စီကလုပ်တဲ့ရွေးကောက်ပွဲတည်သူ့ရဲ့ထိန်းချုပ်ငင်းကြီးတဲမှာပဲလုပ်လို့ရပါကျွန်တော်တို့ဒီ NUG PDF တွေကထိန်းချုပ်ထားတဲ့နေကြီးတော်တော့ဒါမို့ EAO တွေကနေပြီးတော့မှထိန်းချုပ်ထားတဲ့နေကြီးတွေမှာတော့လောက်အောင်သူရဲ့ရွေးကောက်ပွဲလုပ်လို့မရဘူးเนาะအဲ့တော့ကျွန်တော်ဒီနေရာမှာစောစောကပြောတဲ့ဟာလေကျွန်တော်တို့ကဒါတိတာထင်ရှားစီလာလို့ကျွန်တော်ပြောနေတယ်လူလူလှုပ်ရှားမှုတွေအကြီးကြီးတယ်ဆိုတော့အဲ့တော့စစ်ကောင်စီရဲ့ထိန်းချုပ်နေကြီးမှာလုတ်တဲ့ ရွေးကောက်ပွဲကိုစတင်ဖို့ရတယ်။အဲ့ဒီရဲ့စစ်ကောင်စီထိချုပ်နေနေတဲ့မှာရှိနေတဲ့တည်သူလူထုကတရားရည်ကြီး။တရားရည်ကြီး။အဲ့တော့ဒီအဲ့ဒီရဲ့စစ်ကောင်စီထိချုပ်နေနေတဲ့မှာရှိနေတဲ့တည်သူလူထုကသာဒီရဲ့ရွေးကောက်ပွဲကိုလက်မခံဘူး။ဘုမို့ပုံစံအမျိုးမျိုးနဲ့စတင်ကြမယ်ဆိုလို့ရှိရင်ဒီရဲ့ရွေးကောက်ပွဲဒီကျွန်တော်တို့အောင်စံကြောင်းကျွန်တော်တို့မရှိဘူး။သူရဲ့ထိချုပ်နေနေတဲ့မှာလုပ်နေတဲ့ရွေးကောက်ပွဲကိုကျွန်တော်တို့ကဒီဘက်ကနေပြီးတော့မှဟာဒါဟို နောက်ဆက်တယ်ဟန့်တာတယ်ဆိုတာကျွန်တော်တို့ဒါအရင်ကြီးထိအောင်မယ်လို့တော့ကျွန်တော်ကတော့မထင်ဘူးပေါ့နော်ကျွန်တော်တို့ဒီနယ်မြေပြင်ပနေသူ့ရဲ့ထိချုံနယ်မြေပြင်ပနေပြီးကျွန်တော်တို့ဘလောက်ပဲအလုပ်တွေလုပ်ပေးစေခါမှုသူကတော့ဖျောက်တော့ပါနောက်ဆုံးရန်ကုန်တမျိုးတည်းမှာရွက်ကောက်ပဲလုပ်လို့ရတယ်ဆိုရင်လေသူတို့မှပဲဟုတ်မှာနော်အဲ့တော့ကျွန်တော်ကိုနေလို့အရေးကြီးတာပေါ့အဲ့တော့အဲ့တော့အဲရန်ကုန်တမျိုးတည်းလုပ်ရလဲသူကလုပ်မှာပဲပြီးတော့တမျိုးတည်းလုပ်ရလဲအဲရွက်ကောက်ပဲဖျောက်အောင်လုပ်ပြီးသူကအာတပ္ပရတက်လုပ်မှာပဲနော်အာနာဘလမလို့ရည်ဆိုတော့ စစ်ကောင်စီကလုပ်တဲ့ရွေးကောက်ပွဲကိုစန့်ကျင်ဖို့တရားမဝင်စေဖို့ရာအတွက်ဒီအဲ့ဒီရဲ့ထိကျုံနေနေမှာရှိနေတဲ့ကျွန်တော်တို့ရဲ့ပြည်သူလူထုရဲ့အခန့်ကဏ္ဍလားအရင်အရေးကြီးပါတယ်ဒီနေရာမှာကျွန်တော်တို့ဒီလူလူလူလှောက်ဆောင်မှုပြီးပိုးပြီးအရေးကြီးပါတယ်အဲ့တော့တေးကြတဲ့အာကျွန်တော်တို့ရဲ့အာဒါမြန်မာနိုင်ငံကိုဒါအောက်ဈေးနဲ့ဟိုပေါ့ချောင်းကောင်နိုင်နေတဲ့ကျွန်တော်တို့တချို့သောနိုင်ငံကြီးတွေကတော့ဖြစ်ဒီရွေးကောက်ပွဲကိုမချစ်ချင်တော့အားပေးပါလားအဲ့ဒီရွေးကောက်ပွဲလှုပ်ချင်းတည်စစ်ကောင်စီအတွက်ပြန်မကတ် ဲ့ဒီနိုင်ငံကြီးကြီးရဲ့ထွက်ပေါက်ဖြစ်တယ်အဲ့တော့အလုံးကဒီရဲ့ထွက်ပေါက်ကိုပုံဩပြီးတော့မှဒါလောင်းနေကြတာပဲနော်ကျွန်တော်တို့ဟိုရှိသမျှဟာပုံဩပြီးတော့မှဒီအောင်ပဲဖြစ်ဖြစ်အောင်တောင်းနေကြတယ်အဲ့တော့ဒါကိုကျွန်တော်တို့ဒီအန်တုပွဲရတာကရွေးကောက်ပွဲတည်ကြီးကျွန်တော်တို့ပြည်သူမပါဘဲနဲ့ရွေးကောက်ပွဲဆက်တော့ပေါ့ဟုတ်ကဲ့ဒီအတွက်ကြောင့်မလို့ဒါပြည်သူတို့ရဲ့လှုပ်ရှားမှုတွေအရေးကြီး ဲ့တော့အဲပြန်ပေးလိုက်မယ်ပေါ့ဟုတ်ပြီအဲ့တော့ပြည်သူကဒီထိမ့်ချုံနေနေတဲ့မှာဆက်ဆက်ထိမ့်ချုံနေနေတဲ့မှာရှိနေပြည်သူကရွေးကောက်ပွဲကိုဆန့်ကျင်ရမယ်လူလူတို့ဆောင်မှုတော့အောင်ဆိုရင်ခင်ဗျားတို့အောင်ပါလို့မှာလေလို့မြည်ပြရအောင်ရှိတာပါဆိုတော့ကျွန်တော်တို့လေ့လာတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီကျွန်တော်တို့တို့ဆက်ရှိတဲ့အလုပ်တွေကိုကျွန်တော်ဒီဇိုင်းမမလောက်ပါလိမ့်နော်ဒီဇိုင်းမမကျွန်တော်တို့လောက်ပါလိမ့်မယ်အဲ့တော့ဟို 十一，哎呀，这房价内地越高越涨，喏，地三千五呀，这种啊，六六呀都上五，那么你看看，哪样那时间叫他上班啊？单个单六六呀，啊，带背的，哪样六六呀，六六呀都上五，六六带背的，几几的？一千万呢，只能六十一呀呢，只能六几几的嘛？哦，那么那么那么牛榜多少呢？那么牛榜多少就是，啊，牛榜多少就嘛，就越高越涨。啊，牛榜多少就嘛，只能六历史，只能六天朝年年里啊，只能六历史，只能六天朝年年里。 波拉丽丽，再努里啊！天竺棉衣的波比杰拉丽丽，等于好像叫乜嘢？纽吉亚奥足的，对冇？伊啊话天足的纽丽，伊当阿在里向的知道嘛？雅拉丽丽，浙江省一个衣着香女人。啊，德不蛮的在努里，越搞贵个，浙江省是六百，都用越搞贵个，三只冇入得。有几多项目台？有几台？单独买一样得过来？有几台？特特大嘞！在努里，四一呀，多项目台？有几四一呀，阿迷梦的雅丽丽，浙江省一个衣着香浙江省一个衣着香女人，最爱越搞贵冷门的安利洋，真啦。 好了，接下来你，那你研究搞不定，我包庇了嘛？哎呀，冇问题的，别多讲话了。那个客家家伙来说，这个路嘛，多美的，吃你的喜酒。冇人说农村的，他好适当啊，好适当啊，这个路在哪里？现在有的都靠啊姐姐，姐姐，这个到哪里？这个路都还要改家的，啊好难哎路。 ကျွန်တော်ပြည်သူတွေအခုတဘာဝပေးဖြစ်တဲ့ငလင်းကျွန်တော်အကြီးကျယ်ခံရတယ်ငလင်းအခုကခုထိလဲလှုပ်နေသေးပဲအခုထိလဲကျွန်တော်တို့ဒါအဲမြို့ပေါ်ဒီမှာဆိုလို့ရှိရင်တကယ်ကိုမမြင်ရက်စရာညကွင်းတွေပေါ့လေတိုက်တွေပြိုနေတယ်လေးရနေတာတွေက ဖြစ်နေတယ်ပေါ့လေအပြည့်သူတို့ကဒီတဘာဝဘေးဒဏ်တွေကိုကြည်ခံနေရလားဆိုတော့မဟုတ်ပြန်တဘာဝဘေးဒဏ်တွေရောစစ်ဘေးဒဏ်တွေရော2021တောင်းရလဲဒီကျောကတက်ဆိုးပေါ့လေကျွန်တော်တို့ကိုဗစ်ကျွန်တော်တို့ဖြစ်ခဲ့ပြန်ရောဆိုတော့ပြည်သူလူထုကဒုက္ခအတိတ်တွေကိုကျွန်တော်တို့ခါးစည်းခံနေရတယ်အခုဆိုလဲပြည်သူလူထုကတော်လေးပေါ့အထွေထွေအကျပ်တဲနဲ့ကျွန်တော်တို့ရေဆိုင်နေရပြီပေါ့လေအရင်ကကျွန်တော်တို့ချမ်းသာခဲ့တဲ့သူကအခုချိန်မှာဒီငလျင်ကြောင့်မို့လို့တော်တော်လေးကိုအဲတော်တော်လေးကိုဆင်းရဲသွားတဲ့သူရှိတယ်လို့လူလက်တန်းသားတွေကလည်းဆင်းရဲသွားတဲ့သူရှိတယ်အဲ့တော့ကျွန်တော်ပြည်သူလူထုအထွေထွေအကျပ်တဲနဲ့ဖြစ်နေရတဲ့ချိန်မှာဆုံးနာကဆရာပြောတဲ့ဟာပေါ့ရွေးကောက်ပွဲကိစ္စလာပြန်ရော တော့တေချာမောင်စကားစားရတော့အဲပြည်သူကိုတမက်တင်ပြီးတော့မဲထက်တိုင်းပါပဲတမက်တင်ပြီးတော့မဲထက်တိုင်းပါပဲမဲမထက်တဲ့ပြည်သူကိုနောက်ကနေမျိုးမျိုးနင်းနာမျိုးမျိုးနဲ့ချိတ်ချောက်ပြီးတော့မဲထက်တိုင်းပါပဲအတင်းမထက်ခံတယ်အတင်းမထက်တိုင်းလဲမဲလိုက်မဲတော်တော်လုံးနေကြအခွက်တွေပဲအဲ့တော့ဒါလေးကိုတော့ကျွန်တော်တို့ဒီကလေးမှာပါတယ်ကျွန်တော်တို့ဒီဆရာဆိုလေးကျန်ကောင်းတော်ကြီးလေးဒါလေးမလက်ထက်ပြီးတော့ဆက်လာကြတယ်ဆိုတဲ့နေရာမှာကျွန်တော်ဘလို့နင်းနာနေတဲ့အတူတူရတယ်ဆိုတဲ့အဖြစ်အပျက်မျိုးကိုကျွန်တော်တို့ကတော့တေချာလေးတရေစကားပါပေးဖို့ကတော့ကျွန်တော်တို့အရေးကြီးတယ်လို့ ကျွန်တော်မြင်မိပါတယ်ဟုတ်ဆိုအန်ယူဂျီရဲ့အလုပ်ကခုနကအုပ်ချုပ်ရေးစီရင်နိုင်ငံရေးရဲ့ပုံခိုင်မာကိုလုပ်နိုင်ပြီလေစစ်ကောင်စီရဲ့ဒီကောက်ပွဲနဲ့ပြည်ဝတည်ရေးမှုမှာရော့နေတယ်ဒီနေ့မှခုနကလူလူရဲ့လှုပ်ရှားမှုတွေနဲ့ပေါင်းဆက်သွားအောင်ဆိုတဲ့အခွင့်အရေးကတော့ကျွန်တော်ဒီတော်လေးပေါ်တယ်ဆက်ပြီးတော့လေကျွန်တော်ကိုကြားရကန်နာကနေလုပ်ရတာဆက်လုပ်ကြအောင်ပါလို့ဆိုတော့အခုကိုတီလည်းဒီရွေးကောက်ပွဲရဲ့ခုနကအခြေအနေနဲ့ကျွန်တော်တို့2025 2026နိုင်ငံရေးဆက်သွားမယ်ကျွန်တော်လူလူရှားမှုနဲ့ခုနစီရင်နိုင်ငံရေးအုပ်ချုပ်ရေးနဲ့ကြံ့ညီမှုပေါ့နော်ဒါကြီးကဘယ်လိုသွားမှကျွန်တော်တို့ရဲ့ခီးရပုံပြီးကြီးမယ်ဆိုတာမျိုးပြောပြပါမယ် ကျွန်တော်ကဒီတော်တန်ရေးတစုံလုံးနဲ့ပတ်သက်ရင်ပေါ့ကျွန်တော်ကကျွန်တော်ရဲ့ရှိမင်းချက်ကဟုတ်ကျွန်တော်ကိုယ်ကိုယ်နဲ့ပြကျွန်တော်အရှိမင်းပေါ့အရှိမင်းဆိုတော့ကျွန်တော်ကဟိုအစိုးမြင်တဲ့ မြင်ဆုံးနဲ့အဆုံးနဲ့အကောင်းမြင်ဆုံးနဲ့အဆုံးနှစ်ခုရှိနေလို့ကျွန်တော်ဒီဒေါက်တာလန်ရဲ့အခြေအနေကိုရှုမြင်ရတဲ့အခါမှာပေါ့နော်ဟုတ်တချို့ကအဆုံးမြင်လို့လည်းဆိုတာမင်းအွန်လိုင်းဒီစစ်တပ်ကအင်မတန်မှရုပ်ဝတ္ထုအင်အားကြီးတယ်ပေါ့သူနောက်ကတရုတ်တို့ရုရှားတို့ကလည်းကြားကန်ပေးထားလိမ့်ရပေါ့တက္ကသိုလ်တော်တန်ရင်အားစုတွေမှာတော့ရုပ်ဝတ္ထုအင်အားလည်းမခိုင်းမှလည်းလို့သူရင်းညွှန်းမှုလည်းမကောင်းဘူးပေါ့ဗျာအန်ယူရလည်းလုံးမဖြစ်ဘူးပေါ့ဗျာအရာတွေကလည်းကိုယ့်နယ်ကိုရပြီးဆက်တိုင်မှာမဟုတ်တော့ဘူးပေါ့ဆက်တိုင်ပေါ့နော်အပြည်သူတွေကလည်းအခုဆိုရင်ကြားနေပြီပေါ်လာပြီပေါ့နော်ဆက်တိုင်အဲ့တော့ဒီတော်တန်ကြီးမနိုင်နိုင်တော့ဘူးအခြေအနေမကောင်းဘူးဆိုတာမျိုးတော်တန်ကြီးပေါ့အဆုံးမြင်လို့လားအပြည့်မြင်လို့လဲအဆုံးတစ်ခုလို့ ရှိတယ်လို့ကျွန်တော်ထင်တယ်တော်လန်ကြီးပေါ့မှာနောက်တစ်ခုကကြာအကောင်းမြင်ဆုံးလဲဆိုအကောင်းမြင်တာကြတော့အာမနေ့ကတရက်ခါပဲတော်လန်ကြီးကပြီးတော့မာလုံလို့မင်းအောင်လိုင်ကပဲဒီမှာတရုတ်ရုရှားထွက်ပြီးတော့မာလုံလို့ပေါ့ဗျာဟိုတော်လန်ကြီးကိုဟိုရေတိုးတိုက်ပွဲပေါ့ရေတိုးခကြီးလို့ဟိုပေါ့ပေါ့လေးပဲပေါ့ပေါ့လေးပဲပေါ့တော့အားလုံးဟိုအရာအရာလုံးကအကောင်းမြင်တယ် energy ဆိုရင်လည်းမဝေဖန်နဲ့ပေါ့ energy ဝေဖန်တဲ့သူကတရှူလာတဏ္ဍလာဆိုတာပေါ့ဗျာအပုံဆုံးပေါ့နော်အဲ့တော့အရာရာကိုအကောင်းမြင်ဆုံးတာအပေါ်ယံစံဆုံးအကြီးတာအဲ့ဒါအစွန်းတစ်ပါးလို့ဖြစ်တယ်ကျွန်တော်အဲ့အစွန်းနှစ်ပါး ဟိုလုတ်ဖို့လုတ်မယ်လို့ဖြစ်နေပေါ့နော်တချို့အားတွေမှာကောင်းတာတွေရှိမယ်တချို့အားတွေမှာဆိုးတာတွေလည်းရှိနေမှာပေါ့နော်ရန်သူကိုကျွန်တော်တို့ကမှတ်တယ်အထင်ကြီးစရာလည်းမလို့တို့တို့အထင်သေးလို့လည်းမရဘူးပေါ့အန်ယူဂျီဟဲ့တယ်အန်ယူဂျီလုတ်တဲ့ကလည်းနေရာလည်းမဟုတ်တယ်လုတ်တဲ့ကအကူမန်းနေရာလည်းမဟုတ်ဘူးပေါ့ EAO တွေကလည်းကျွန်တော်တို့ကတချို့သိရှိတယ် EAO တွေဆိုရင်အဆိုးမြင်သွားကြီးတယ်တချို့ကျတော့မို့ EAO ဆိုရင်အာအကူမန်းနေ EAO ပြောရင်အကူမန်းနေဆိုတာမျိုးပေါ့နော်ဆိုတာမျိုးအဲ့အဲ့ဒါမျိုးကျွန်တော်ကတော့အဲ့ဒါညာလုံးဟိုအဆုံးတရားတွေကိုရှောင်ပြီးတော့အရှိတိုင်းပေါ့နော်ဒီမိသိမပရိပရာပေါ့ဗျကျွန်တော်ကတော့အဲ့လိုပဲဟိုဟွာဆုတ်ပြအဲ့တော့ကျွန်တော်အခြေ30ကျွန်တော်ကတော့ဒီ ဒီနှစ်တာငါးနှစ်အတွင်းမှာကျွန်တော်တို့လည်းရွေးတယ်ရှေ့ကိုရောက်တယ်အခုတတိတဲ့ရေပုံရအကြမ်းမြင့်ကျွဲ့လမ်းကြောင်းမှန်ပေါ်မှာရှိနေတယ်လမ်းကြောင်းမှန်ပေါ်မှာရှေ့ကိုသွားနေတယ်ကျွန်တော်ကကြီးစားတယ်ပေါ့သို့တော့အဲ NUG တွေ NUC တွေ ERO တွေပြည်သူတွေတော်လိုင်းတက်ဖွဲ့တွေအားလုံးကဒီထက်ပိုပြီးတော့အလုပ်လုပ်ကြမယ်ဆိုရင်ဒီရွေးနေတဲ့အရွေးချက်အများကြီးအချိန်တင်လို့ရတယ်တင်နိုင်တယ်ကျွန်တော်ဒါကိုပြောတာဒါကိုကျွန်တော်ကပြော တော့အခုဒီတော့ဟုတ်တယ်လမ်းလဲမချော်သေးဘူးလမ်းလဲမလွဲသေးဘူးတို့တော့ကျွန်တော်တို့အခုဖြစ်နေတဲ့ပါတုံးတုံးရန်လေးရတွေကိုအချိန်ကြီးမထိန်းချုံနိုင်ဘူးမတက်မတ်နိုင်ဘူးဆိုရင်လမ်းကတွေဖြည်းဖြည်းသွေးပြေးလာတာမျိုးတွေရိုင်လာမျိုးတွေတွေတို့မသွားနေတဲ့အချိန်ကနေတုတ်ဆုပ်သွားတာမျိုးတွေလက်တက်သွားတာမျိုးတွေဖြစ်နိုင်ချင်ရှိတယ်နိမ့်နေကြော်ခဲ့ပြီကျွန်တော်တို့ငါးနှစ်ဆိုတဲ့အချိန်ခုနကပြောတဲ့ critical movement or critical time ကိုကျွန်တော်တို့ကကြောက်နေပြီเนาะအရေးပါတဲ့အချိန်ပေါ့အဲ့လိုရန်သူက သူတို့ပြန်ကျင်လို့ပြီခုနက2025ဒီသိမှာရုပ်ခပွဲလုံးမှာပဲအခုလည်းသူယာယီစွန့်ထားတဲ့နေရာတွေကိုသူတို့စကားပေါ်သူတို့ယာယီစွန့်ခွာတဲ့နေရာတွေကိုသူတို့ပြန်သိမ်းနိုင်ဖို့စည်ရင်းနေတဲ့ကြိုးစားနေရရှိတယ်ခုနောင်ချိုးလို့ဟာတောင်ခန်းတို့အများကြီးပဲเนาะဒါကเนาะစစ်ကြောင်းတွေထိုးနေရရှိတယ်တစ်ဖက်ကလည်းနိုင်ငံရေးနည်းနဲ့အထူးရောက်ရုပ်ခပွဲနည်းနဲ့လုပ်ပွဲနဲ့ကြိုးစားနေရရှိတယ်နိုင်ငံတကာမှာငလင်ဝအကြောင်းပြပြီးသူတရားဝင်မှုပို့ရအောင်နိုင်ငံတကာနဲ့အဆက်အသွယ်ရှိတဲ့ပို့ရအောင်ကြိုးစားနေရရှိတယ်ဆိုရန်သူကသူ့အလုပ်ကိုသူ့လုပ်နေတဲ့အချိန်မှာကျွန်တော်တို့ဒေါ်လာရင်းအင်အားစုတွေကလည်းကိုယ့်အလုပ်ကိုကိုယ်တိတိမိမိလုပ်ဖို့အရေးကြီးတယ် ကျွန်တော်တို့နားလည်တယ်ဒီဒေါ်လာကြီးစထွက်ကြရတာတိုခရီးမဟုတ်ဘူးတနေ့တနေ့နဲ့ပြီးမှာမဟုတ်ဘူးเนาะအကြပိုင်းလာပိုင်းနဲ့မပြီးနိုင်ဘူးကျွန်တော်တို့သိတယ်ဘာလို့လဲဒီကျွန်တော်တို့ရင်ဆိုင်ရတဲ့ရန်သူဆိုတာကစစ်အာဏာရှင်စနစ်ကနှစ်60နှစ်90နှစ်80တပ်ဆိုးရှင်နေပြီးသားအမြင့်တွေနေတဲ့အာဏာရှင်စနစ်ကြီးဒါကိုကျွန်တော်တို့ခဏလေးနဲ့ရေတုံနဲ့တော့ကျွန်တော်တို့အနိုင်နိုင်မှာမဟုတ်ဘူးကျွန်တော်တို့တုတ်တော်ကျွန်တော်တို့ကတော်လန်ကြီးဆိုတာတအားကြီးကြာသွားရင်လည်းမကောင်းဘူးတော်လန်ကြီးမှာဘိထွက်ဆိုးကျိုးတွေရှိလာတယ်အခုသဖြင့်လက်နဲ့ကင်တော်လန်ကြီးပို့ပြီးတော့အရင်ကြီးပါတယ် ပို့ပြီးတော့ဘေးထွက်ဆိုးကြများပါဘူးအခုတော့မှကျွန်တော်တို့မြင်းနေရည်ပဲဗျာနော်အဲ့တော့ကျွန်တော်တို့၄နှစ်သား PDF တွေနေပြီးမှတော့အနေကတော်တန်ကြီးရဲ့ဘေးထွက်ဆိုးကြတွေရှိနေပြီဆိုရင်နှစ်40နှစ်50နှစ်60နှစ်တိုင်းရင်းသားတော်တန်ကြီးခွဲပြီးဤအောင်နေပြီဒီမှာဘယ်လောက်ထိဒါလက်နက်ကတော်တန်ကြီးရဲ့ဘေးထွက်ဆိုးကြတွေအဆုံးထွက်တွေရှိမှလဲဒါကျွန်တော်တို့သဘောပေါက်ပြီလားဒါကြောင့်တော်တန်ကြီးကကျွန်တော်တို့လိုလာထက်ပို့ပြီးကြာသွားရင်လည်းမကောင်းဘူးဤကြာကွေးသွားတယ်တော်တန်ကြီးကအဲ့တော့ဤလို့ကြာလို့ကွေးသွားလို့မကောင်းဘူးအဲ့တော့ကျွန်တော်တို့အတက်နိုင်ဆုံးအမြန်ဆုံးကျွန်တော်တို့ဟဲ့လားဒီခကြီးအဆုံးထိသွားဖို့ဆိုရင်ကျွန်တော်တို့တော်တန်ကြီးအင်အားစုတွေအားလုံး ဒီထက်ပို့ပြီးတော့အလုံးလုံးကြဖို့အလုံးဖြစ်ကြဖို့လိုပြီးဆိုတာဒါပြောချင်တယ်တော်လိုင်းအင်အားစုဆိုတဲ့နေရာမှာ NUG လည်းပါတယ် NUCC လည်းပါတယ် EAO လည်းပါတယ်ကျွန်တော်လူထုလှုပ်ရှားမှုအင်အားစုလည်းပါတယ်နောက်ဆုံးပြည်သူပါပါတယ်ဟုတ်တယ်လို့ပြည်သူကိုယ်တိုင်ကပြည်သူအခြေခံနဲ့ပြည်သူတော်လိုင်းကြီးလေဒီတော်လိုင်းကြီးမအောင်ဘူးကြာသွားရင်အဲ့ရဲ့ဆိုးတဲ့ဒဏ်အားလုံးပြည်သူအားလုံးခံရမှာဖြစ်တယ်လို့တော်လိုင်းကြီးအမြန်ဆုံးအောင်သွားရင်လည်းကောင်းတဲ့ဟာအားလုံးပြည်သူအားလုံးဆန့်လာရမှာလေဖြစ်တယ်ဒါကြောင့်ပြည်သူအားလုံး တော်လန်ရေးတမဖြစ်တာဖြစ်တဲ့အတွက်တော်လန်ရေးမှာခုကြာရကန်တနိုင်ရတောင်ဝင်ကိုအစွမ်းကိုထိုင်ရွက်ဖို့လိုပါပြီအဲ့တော့ကျွန်တော်အများလေးပြောရဲနော်တော်လန်ရေးဘယ်တော့ပြီးမလဲကျွန်တော်တို့တို့ခင်ဗျားတို့ဒီထက်ပိုပြီးအရှေ့ဟွန်ကောင်းကောင်းနဲ့ပါရင်ဒီတော့တော်လန်ရေးအယူဒီထက်တော့ပိုမြန်မှာသိကြတယ်ဘယ်တော့ပြီးမလဲဆိုတော့ကျွန်တော်တို့ဖရားတရားမဟုတ်တော့တိတိပါပါမဖြစ်နိုင်ပြီမဲ့လို့အားလုံးလက်ရှိလုပ်နေတဲ့တော်လန်ရေးတောင်ဝင်ဒီထက်ပိုပြီးအစွမ်းကိုထိုင်ကြရင်ဒီထက်ပိုပြီးတော်လန်ရေးအယူမြန်မယ်အယူပိုမြန်ရင်မြန်မြန်ပြီးမယ်ပေါ့ဗျာဒါပေါ့ဗျာအဲ့တော့ပြန်ချုပ်ပြောရရင်တော့ NUG ဟာလာတိုင်းလာတော်လန်ရေးဖွဲ့စည်းကြီးတွေကျွန်တော် PDF တွေရောပကပရောပြည်သူတွေအားလုံးကျွန်တော်တို့ဒီလေးနှစ်တာဖျက်သိမ်းကြရတာပို့ပြီးတော့ တော့ထိထိမိမိထိထိကြောက်အလုပ်လုပ်ကြဖို့အလုပ်ဖြစ်ကြဖို့လိုအပ်ပြီအဲ့အတွက်ဆိုကျွန်တော်တို့ဒေါ်လာရေးအများဆုံးအဆုံးတက်ဖို့ကျွန်တော်ယုံကြည်တဲ့မဟာဗျူဟာကတော့စည်ရေးတိုက်ပွဲနဲ့လူလူတိုက်ပွဲနော်လက်နက်ကန်တိုက်ပွဲနဲ့လူလူတိုက်ပွဲဟန်ချင်းကြီးပေါင်းဆက်ပြီးတော့ကျွန်တော်တို့ရဲ့ဘုံရန်သူဖြစ်တဲ့အာနာရှင်စနစ်ဆိုးကိုကျွန်တော်တို့အမြန်ဆုံးတာအပြည့်ချိုးကြဖို့ပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီတိုင်းသွားကြမယ်ပြေးကြတာကတော့ကျွန်တော်တို့အနေနဲ့ဒေါ်လာရေးမှတစ်ခါအခြားရွေးချယ်စရာမရှိဘူးမရှိဘူးဒါအမြန်တန်ပြေးကြပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ခက်ခဲမယ် ကြံတမ်းမယ်ပင်မမ်းမယ်တို့တော့ကျွန်တော်တို့ဒီလမ်းကိုအဆုတ်ထိသွားကြဖို့ပဲဖြစ်တယ်ဒီအချိန်မှာအန်ယူဂျီအနေနဲ့တော့ကျွန်တော်ရှေ့မှာလက်တော့တော့ကျွန်တော်တို့ထပ်ခါထပ်ခါလုပ်ခဲ့ပြီးပါတယ်လက်ရှိကျွန်တော်တို့ရဲ့အုပ်ချုပ်ရေးကာကွယ်ရေးဗန္ဒာရေးဒီရန်ရားတွေကိုနော်အမြန်ဆုံးအချိန်မီတက်မှတ်ကြဖို့အမှန်တန်အရေးကြီးတော့ပါကြီးကျွန်တော်တို့အမှားကြရင်အမှန်ဖြစ်သွားနိုင်တယ်ဒီဟာတွေအသားကြသွားရင်ကျွန်တော်ကုစားရတာပြင်ရပြန်တာပိုခတ်သွားပါတယ်အခုကပဲကျွန်တော်ခတ်နေခုနကျွန်တော်တို့ပြောခဲ့တယ်နော်ဟိုဒေတန်ဒရာအစွဲတွေရက်စွဲရွာစွဲတွေပေါ့ဗျာနော်အဲဒါကျွန်တော်ကြီးနေဒါတွေကိုကျွန်တော်တို့အချိန်မီကုစားကြဖို့လိုအပ်ပါတယ်ဒါပေမဲ့ဒီမှာပဲပြီးသူလူတို့ကိုတော်လိုင်းရေးပေါ်မှာမညှို့ညင်းဖို့ပြီးသူကတော်လိုင်းရေးကိုစိတ်မက ွာနဲ့အမိကုံရှိနေတဲ့ပါသုံးလုံးရန်နေရာ PDF ပြန်မှာတာဝန်ရှိတယ်ဒီအဖွဲ့အစည်းတွေကိုကြည့်ပြီးပြည်သူကတော်လှန်ရေးသမားဆိုတာအကဲဖြတ်နေတာဖြစ်တယ်အကဲဖြတ်နေတာဖြစ်တယ်ပေါ့ဗျာဒါဟုတ်တော့ကျွန်တော်တို့အခုချိန်မှာအရေးကြီးလောက်ကြဖို့လိုပြီးလို့ကျွန်တော်နေတယ်ဒီလိုလေးပြောချင်ပါတယ်ဗျာဟုတ်ကဲ့ထိတ်ကြပြီးပြောပြပါဦးရှိမှလည်းပြောသားလို့ပဲကျွန်တော်တို့ဒီချိန်ကတော့တကယ်တော်လှန်ရေးအတွက်10 point ပဲနော်ကျွန်တော်တို့ဒီအလဲကြောင်းခုနပြောတဲ့လမ်းစုံလမ်းကွာမှာကျွန်တော်တို့ရောက်နေတယ်အဲ့အဲ့ကြောင့်မို့အဲဒီ န်ယူဂျီကလည်းကျွန်တော်တို့ဒီပြုတ်ပြေရအပြောင်းလဲရပြေရလေးကိုခွန်မြန်မြန်ရဲရဲတင်းတင်းနဲ့ကျွန်တော်တို့လုပ်ဖို့နော်အဲအဲ့ဒါဆိုရင်ဒီပြည်သူလူထုကလည်းအဲ့လို NUG ကပြည်ရင်ပြောင်းလဲမှုဒီစမယ်ဆိုရင်ပြည်သူလူထုကတော့ကျွန်တော်ယုံနေအားပေးထောက်ခံနေမှာပဲပြည်သူလူထုကလည်းတချို့ဟာလေးပြောင်းလဲသိကြတယ်နော်ဘာလို့လဲဆိုတော့အဲတော်လန်ကြီးကိုပို့ပြီးတော့အဲကောင်းမွန်မှုရှိအောင်ပို့ပြီးတော့ထိရောက်မှုရှိအောင်ဒါဒါတွေကျွန်တော်တို့အားလုံးပြည်သူလူထုကကျွန်တော်ညှော်လင့်နေတာဖြစ်တယ်အဲအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီပြန်ပြီးတော့အဲပြောရမယ်ဆိုရင်အ NUG ကလည်းသူ့ရဲ့ဒီအုပ်ချုပ်ရေးရန်တွေက အခွန်ပန်တာတရားတွေကိုတိတိကျကျပြင်ပြောင်းလဲမှုလုပ်ပါအဲအဲ့လိုပဲကျွန်တော်တို့ဒီဘက်ကာဝေးဆိုရင်လည်းကျွန်တော်တို့ကဒီလူလူလှူရှာမှုနီးလဲတဲ့ကျွန်တော်တို့ဒီအာကလက်နဲ့ကင်တုံလင်းကြီးပါအကောင်းမှုလူတယ်ခုလက်တန်တဲ့အတော်တဲ့အကောင်းတဲ့အတွက်ကျွန်တော်တို့မြို့တွေရွာတွေထိမ့်ချုပ်နေနေတယ်အများကြီးကျွန်တော်တို့ရတယ်အဲဒါမဲ့ကျွန်တော်တို့ကဒီ2025လေးမှာကျွန်တော်တို့နောက်တစ်ဆင့်ရှစ်တလန်တိုးမှုလုံနေတယ်အဲဒါကြောင့်မို့ကျွန်တော်တို့ကလုံနေတဲ့ခါကျရင်တော့အဲဒီအားလုံးကဏ္ဍတိတိကဘာဘီကကြကြချိတ်ဆက်ဆောင်ရွက်မှုတွေနဲ့ကျွန်တော်တို့လုပ်ဖို့လုပ်တယ် အဲ့ဒါကြောင့်မပြောလေအုတ်ချုပ်ရေဆိုရင်လေကျွန်တော်တို့ကကိုယ့်ရဲ့ဒေတာကိုယ့်ရဲ့ကြီးရွာပွက်ပွက်လေးနဲ့အစဉ်ပြေနေတယ်ဒီရွာရတဲ့အခွန်ဒီရွာဝဲပြန်သုံးမယ်ဒီနားလေးကရတဲ့တင်ရဇာတဒီနားတစ်ဝိုက်မှာပဲပြန်သုံးမယ်ဆိုရင်ကျွန်တော်တို့တော်လန်ကြီးကမချတင်မဲနဲ့လေကျွန်တော်တို့ကြာသွားနိုင်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကနေသားပယ်သားဝါရကိုကျွန်တော်တို့စွန့်ခွာပြီးတော့ကျွန်တော်တို့အစုံလုံးသာကျွန်တော်စဉ်းစားပြီးတော့တည်တည်ချာချာကျွန်တော်တို့လုပ်ဖို့လိုတယ်အဲ့ဒါအဲ့ဒီလိုဆိုရင်လည်းကျွန်တော်တို့ကဒီကာကွယ်ရေးဆိုရင်လည်းကာကွယ်ရေးကဏ္ဍကိုတာဝန်ယူတဲ့သူတွေကကျွန်တော်တို့လိုအပ်နေတဲ့လူအင်အားတိုက်ခိုက်ရေးအင်အား အသားလေးကိုကျွန်တော်အမြန်ဆုံးအကောင်းဆုံးကျွန်တော်တို့အရေးအတွက်ဒီပါလေးရဖို့အတွက်ကျွန်တော်တို့ပြင်ဆင်တင်တာလေးကျွန်တော်ပြင်ဆင်နေမယ်လို့လည်းယူနေပါတော့။ဒီထက်ပိုပြီးတော့လည်းကျွန်တော်ပြင်ဆင်ရမယ့်ကာလပေါ့နော်။ဒါရှိတယ်။အဲ့လိုပဲကျွန်တော်ပြည်သူလူထုဘက်ကလည်းလာမယ့်ကျွန်တော်တို့ဒီနိုင်ငံရေးတိုက်ပွဲ2021တော့လည်းကျွန်တော်တော်တော်လေးအားကောင်းခဲ့တယ်။20နှစ်ထိလည်းကျွန်တော်တို့ကောင်းတယ်။23 24မှာတော့စီးအရှိန်မြင့်လာတဲ့အတွက်ကြောင့်ပြည်သူလူထုကလက်နက်ကင်တော်လိုင်းကိုကန္နာသီးသီးရနေပြီးတော့ဝင်းရံနဲ့အားဖြည့်တဲ့ထောက်ခံတယ် အဲဒီတစ်ခါကျတော့ကျွန်တော်2025အခုနှစ်ထဲမှာကျတော့ကျွန်တော်တို့ပြည်သူလူထုကိုယ်တိုင်ကျွန်တော်တို့အပါအဝင်လူထုကိုယ်တိုင်နိုင်ငံရေးတိုင်ပွဲကျွန်တော်တို့အကြောပြန်အားကောင်းကောင်းနဲ့ကျွန်တော်ဆင်နွှဲဖို့လုပ်နေတယ်အဲ့ဒီအတွက်လည်းကျွန်တော်တို့ကတော့ဒါပြည်သူလူထုလည်းတည်တည်ချာချာမြေတားရက်ခန့်ကျင်တယ်အဲရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကျွန်တော်တည်တည်ချာချာပြင်ဆင်ထားဖို့လိုပါတယ်အဲဒါကတော့ကျွန်တော်တို့ဒီတစ်ခါကတော့ကျွန်တော်တို့ဘတ်စုံကန်နာစုံကနေပြီးတော့စစ်ကောင်စီကိုကျွန်တော်တို့ အပြက်ထူးနေဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့ကတစ်ဖက်မှာကိုကိုကိုကျွန်တော်တို့ကိုရဲ့တော်လိုင်းအင်အားစုတွေကလည်းတိတိကျကျတိဆောက်မယ်အဲ့ဒီတိဆောက်မှုတွေရဲ့ရလက်ဟာစစ်ကောင်စီကိုထူးနေဖို့ဖြစ်တယ်ပေါ့နော်အဲ့အဲ့ဒါကြောင့်ကျွန်တော်တို့အချင်းချင်းတွေကြားထဲမှာလည်းကျွန်တော်တို့ပြင်ဆင်စရာတွေပြင်ထင်တာတွေကျွန်တော်တို့မချွေးမချန်နဲ့ကျွန်တော်တိတိကျကျကျွန်တော်ပြင်ကြမယ်ဆိုရင်တော့ဒီတော်လိုင်းအရွေ့ကဒီနေ့ထဲမှာတော့ကျွန်တော်အလားအလာကောင်းနိုင်တယ်ပေါ့နော်အဲ့လိုမဟုတ်ခဲနဲ့ကျွန်တော်တို့ကအီလေးဆွဲနေမယ်ဆိုရင်တော့ဒါတော်လိုင်းအချင်းအချင်းကြာလာတာနဲ့အမျှ ကျွန်တော်တို့တော်လိုင်းအင်အားစုတွေပါဝင်ပြည်သူလူထုရဲ့စီကိုင်းမှုကပုံမှုပြီးတော့များလာနိုင်တယ်ဗောနော်အဲအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကတော့ NUG ရောပြီးကျွန်တော်တို့လူထုလှုပ်ရှားမှုကဏ္ဍကသူတွေရောကာဝေးရေးကဏ္ဍကိုတောင်းရင်ဖားတဲ့သူတွေရောကျွန်တော်တို့ PDF ရဲဘော်တွေရောအကုန်ဗောနော်တိုက်ခိုက်ရေးအင်အားစုတွေအားလုံးအဲဒီကာလကိုကျွန်တော်အထိတ်ဆက်မိမိနဲ့ကဏ္ဍအသီးသီးကအပြန်အလှန်ကျွန်တော်တို့အထိတ်ဆက်မိမိနဲ့ဒီစစ်ကောင်စီပုံရံသူကို အကောင်းဆုံးကျွန်တော်ထူးနေရမယ်အချိန်ပေါ့နော်။အဲဒီရဲ့သမိုင်းဝင်အခွင့်အရေးကိုကျွန်တော်တို့လက်လွတ်လို့မရဘူး။ဘာလို့ကျွန်တော်တို့မှာတကယ်ညှော်လင်းလို့ရတယ်။ဒီစစ်အာဏာရှင်ရန်နေရာစစ်အာဏာရှင်စနစ်ကဘုံဘုံလေးပြိုကျနိုင်တယ်ဆိုတာကျွန်တော်တို့အခုချိန်အကောင်းဆုံးအခွင့်အလမ်းပဲ။ဒီအခွင့်အလမ်းကိုကျွန်တော်တို့လက်လွတ်လို့မရဘူး။အခွင့်အလမ်းကကျွန်တော်နောက်တစ်ချိန်ပြန်လာဖို့ဆိုတာမသေးကြဘူး။အခုရှိနေတဲ့ကာလအတွင်းမှာပဲကျွန်တော်တို့တကယ်လက်စုပ်လက်ကိုင်နဲ့မိမိရရနဲ့ဒီအခွင့်အလမ်းကိုကျွန်တော်တို့အခွင့်အရေးပြောင်းပြီးတော့အကောင်းဆုံးသွားကြဖို့ပဲ။အဲကျွန်တော်ကတော့ပြောချင်ပါတယ်။ တကယ်ကိုအပါပြည်စုံတဲ့စကယ်ဝိုင်းပါပဲဗျာဆိုတော့ကျွန်တော်တို့အများကြီးတွေထပ်ပြောမိတော့ပေါ့တကယ်တော့ပြည်သူကိုအလုံကျွေးပြုတဲ့ကျွန်တော်တို့ရဲ့တော်လိုင်းရန်တရားတွေဖြစ်လာလေပြည်သူရဲ့ယုံကြည်မှုအားထားမှုအားကိုးမှုပေါ်ရလေကျွန်တော်တို့တော်လိုင်းကြီးရဘူးရှိရောက်လေးပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့တရားတစ်ခုကတော့အလုပ်ပို့လို့ကမယ်ပူကြရကဏ္ဍမှာကျွန်တော်တို့ကြားထဲမှာ မတူညီမှုတွေရှိနေမယ်ကျွန်တော်တို့ကမပြည့်စုံမှုတွေရှိနေမယ်ဒါတွေကိုကျွန်တော်အရှိကိုရှိတိုင်းမြင်မယ်ကျွန်တော်တို့ပြီးသွားရင်ကျွန်တော်တို့ရဲ့အသက်ချက်ကိုလည်းတက်ကြနနအသုံးချပြီးတော့ကျွန်တော်တို့ဒေါ်လန်တီကိုဆက်ချောက်ဖို့နဲ့ကျွန်တော်တို့ပန်းနိုင်ကိုမရောက်ရောက်အောင်လှမ်းဖို့ပဲဒီစကေဝိုင်းကတင်းစကားပေးတယ်ဆိုရအောင်ကျွန်တော်တို့ပြောချင်ပါတယ်ဗျဆိုတော့ဒီနေ့ကျွန်တော်တို့အစီအစဉ်လေးကိုတော့ကျွန်တော်နားလိုက်လို့ရမယ်နောက်နောက်လည်းဆက်ပြီးတော့ကျွန်တော်တို့အရင်တင်ရင်တင်လို့ဆုံးရပြောကြဆွဲကြတာပါဗျ